Thank mm -hmm. you. ပါရှင်ကျမတော့ဖူးအီအီနွယ်ပါဒီဗီယိုမြင့်တန်ကြားရဲ့နေ့လယ်2နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားစားသတင်းတွေကိုလည်းရှုစားကြပါပါရှင်စကိုင်းတိုင်းကမ်းလူမြို့နယ်ကိုဇွန်လ23ရက်ကနေ26ရက်အထိစစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလေးရက်အတွင်းပြည်သူ၁၁ယောက်ကိုတပ်ဖြတ်ခဲ့ပြီးလူနေအိမ်ယာချီကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ ကံဘလူမျိုးအခြေဆိုင်63936တက်ကစစ်သားတွေနဲ့ပြူစောတိအင်အား100ကျော်ပါတဲ့စစ်ကြောင်းဟာကံဘလူမျိုးနယ်ဇီးကုန်းတိုက်နယ်တွေကကြီးရွာတွေကိုဝင်ရောက်ခဲ့တာဖြစ်ပြီးရွာထဲကိုဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာညှဉ်းပန်းနှိပ်စက်ထားတဲ့ဒဏ်ရာတွေနဲ့တပ်ဖြတ်ခံရတဲ့အလောင်း17လောင်းကိုတွေ့ခဲ့ရတာလို့ဆိုပါတယ်လေရကြစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းထွက်သွားတဲ့အတွက်ရွာရီတဲကိုဝင်ရောက်ရှင်းလင်းကြတဲ့အခါမှာအလောင်းတွေနဲ့အင်ဂျီယာချီပြီးမီးလောင်ပျက်စီးနေတာကိုတွေ့ခဲ့ရတာဖြစ်တယ်လို့ ကျွန်းလာကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တပ်ဖြတ်တာခံခဲ့ရသူတွေဟာတပြေတာကြီးရွာကအမျိုးသား9ယောက်ကျောင်းကုန်းကြီးရွာကအမျိုးသား3ယောက်ဖိုလ်ကုန်းကြီးရွာကအမျိုးသား1ယောက်နဲ့မင်းပါကြီးရွာကအမျိုးသား1ယောက်တို့အပြင်ကြီးရွာလိပ်စာစုံစမ်းနေစေဖြစ်တဲ့အမျိုးသား1ယောက်တို့ဖြစ်တယ်လို့သိရပါတယ်ရှင် စစ်ကောင်စီလော်ဘီတွေအမေရိကန်လွှတ်တော်နဲ့အစိုးရကိုချဉ်ကပ်နိုင်မှုစ조사နေရကြောင်းတော်လိုင်းအင်အားစုတွေဘက်ကကံအစိုးရကိုဗျူဟာတကြတုတ်ပြန်စည်းရုံးနိုင်ရေးဆွေးနွေးပွဲတရက်ကိုပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတူတာချန်တာပြပို့ထားပါရရှင် 2025နှစ်စမိုင်းအမေရိကန်နိုင်ငံမှာအစိုးရအပြောင်းအလဲဖြစ်ပြီးနောက်စစ်ကောင်စီကသူတို့ရဲ့တရားဝင်ရည်တည်ခွင့်အတွက်အမေရိကန်နိုင်ငံကို lobby တွေဆီလွတ်ပြီး CIA လုပ်ငန်းတွေဆောင်ရွက်ခဲ့တာပါ။လက်ရှိစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းစွေဟာမြန်မာနိုင်ငံမှာဒီမိုကရေစီအတွင်းကူပြောင်းရေးစတင်ခဲ့တဲ့2008-2009-2010ကာလတွေတုန်းကအမေရိကန်နိုင်ငံဆိုင်ရာမြန်မာတာမတ်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တာကြောင့်အမေရိကန်နိုင်ငံရေးမှာကျွမ်းတဝင်ရှိခဲ့သူဖြစ်ပါတယ်။စစ်ကောင်စီကဆီလွတ်ထားတဲ့ lobby တွေဟာ1988နောက်ပိုင်းကလေးကအမေရိကန်ပြည်ထောင်စုနဲ့နိုင်ငံတကာမှာ ှပညာသင်ယူပြီးကျွမ်းကျင်သူတွေဖြစ်တာကြောင့်လက်ရှိအမေရိကန်ဆိုးရွားကိုဈေးအုံရမှာပောက်ရောင်မှုတချို့ရှိလာတယ်လို့ Washington DC အခြေစိုက်မြန်မာရေးတက်ကြွလှုပ်ရှားသူတယောက်ကပြောပါတယ်။ဒီချိန်တွေမှာအမေရိကန်ဆိုးရွားနဲ့လွတ်တော်ကိုစဉ်ဆက်မပြတ်ချင်းကန်နိုင်ရေးမြန်မာရေးပုံပြီးအသည့်ပင်ဈေးအုံနိုင်ရေးတို့ကိုဒီဟာတကြဆောင်ရွက်နိုင်မှုအတွက်ပြည်ညာ90ရောက်မြန်မာတွေစုပေါင်းပြီးဒေသစံတော်တင်ဂျွန်လ28ရက်နေ့မှာဆွေးနွေးပွဲတရက်ပြုလုပ်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ Washington DC ကသူ့ရဲ့လော်ဘီတွေရောက်နေပြီ။ဒီထဲဝင်ရောက်နေပြီ။ပြောရမယ်ဆိုရင်စစ်ကောင်စီရဲ့လော်ဘီတွေရတယ်။တမိုင်းတွေပြောမယ်ဆိုတော့အများကြီးပါပဲ။ ်နိုင်ငံရေးဝန်ကြီးဦးသက်ဆိုရင်2008 2009 2010เนาะပြောင်းလဲလုပ်တဲ့အချိန်မှာသူကအမေရိကန်မှာတာဝန်နဲ့တာဝန်ဆန်းဆောင်ပြီးတော့သူကထဲထဲဝင်ချင်းကန်နိုင်ငံတွေပြောင်းဖြစ်တယ်ဆိုတော့ US ဆက်ဆံရေးအကောင်လုံးပြောင်းလာအဲ့လိုနေထားမှာဦးသက်ဆိုရင်ပြည်သူလက်တံလေအကောင်လုံးက US capital ရဲ့တက္ကသိုလ်ရောက်လာပြီနောက်ပြီး State Department တက္ကသိုလ်ရောက်နေတယ်တော်ကြီးပေါ်ရောက်နေဆိုတဲ့နေရာပြတော့ diaspora အနေနဲ့ဘယ်လောက်ထိစုစည်းနေတောက်ခံနိုင်မှာဆိုတော့ကျွန်တော်နှီးလန့်ချာကြပါ အမေရိကန်လက်တော်ကိုမြန်မာအရေးအသိပေးစီယုံနိုင်မှုသက်ဆိုင်ရာပြည်နယ်မဲဆန္ဒနဲ့အသီးသီးကမြန်မာနယ်ပယ်တွေကသူတို့ရဲ့လက်တော်ကိုယ်စားလှယ်တွေကိုနှီးလန်းဆောင်နဲ့အသိပေးခဲ့တာပါမြန်မာပြည်ရင်းရေးမှာကျေးဥဆိုရာကပေါ်ပေါ်ထင်ထင်ဝင်ရောက်ဆွတ်ဖက်လာတာအမေရိကန်နိုင်ငံမှာအစိုးရအပြောင်းလဲဖြစ်ပြီးနောက်နိုင်ငံသားရေးမူဝါဒတွေအပြောင်းလဲဖြစ်ကုန်တာတွေဟာနိုင်ငံတကာရောက်မြန်မာရေးဆောင်ရွက်သူတွေအပေါ်မှာလည်းတက်ရောက်မှုတွေရှိခဲ့ပြီးပို့ပြီးစနစ်တကျလုပ်ငန်းဆောင်ရွက်နိုင်မှုပထမကြိမ်အွန်လိုင်းဆွေးနွေးပွဲဆင်မနာကိုပြုလုပ်ခဲ့တာလို့ဆွေးနွေးပွဲဦးဆောင်သူတယောက်ကပြောပါတယ်တိက္ကာ policy public policy advocacy နဲ့ တ်သက်လို့ချဘူးရယ်နံပါတ်2ကတော့ရှိပြီးသား NGO တွေနဲ့ individual grassroots တွေကတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့အချိတ်ဆက်တွေပူရအောင်သုံးကတော့ဒီ advocacy နဲ့ပတ်သက်ပြီးတော့ state 90မှာရောက်နေတဲ့ကျွန်တော်ညီကိုမောင်နှမတိုင်းသားတွေကိုကျွန်တော်ချိတ်ဆက်ပြီးလုပ်မှာဖြစ်ပါ နံပါတ်၄ချက်ကတော့ public policy မှာပြည်သူမူဝါဒပေါ့ advocacy လုပ်တဲ့နေရာမှာကျွန်တော်တို့က media ကိုအဓိကထားဆုံးမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးချက်ကတော့ media နဲ့ပတ်သက်ပြီးမဟာဗျူဟာရေးဆွဲပြီးတော့ media management team နေနဲ့တိကျစုဖွဲ့ပြီးတော့ကျွန်တော်တို့လုပ်ကြမှာဖြစ်ပါ ဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေတိုင်းဒေသနဲ့ကန်စုဖွဲ့ခေါင်းဆောင်တချို့နဲ့ကုလဆိုင်ရာမြန်မာအမြဲတမ်းတာမတ်ကြီးဦးကျော်မိုးထွန်းတို့လည်းတက်ရောက်ခဲ့ပြီးပါဝင်ဆွေးနွေးခဲ့ပါတယ်။အမေရိကန်ရောမြန်မာညွတ်ပွားတွေကလည်းသက်ဆိုင်ရာပြည်နယ်မဲဆန္ဒနယ်အသီးသီးကလွတ်တော်ကိုယ်စားလှယ်တွေကနေတဆင့်မြန်မာရေးကိုအသိပေးဆွေးနွေးနိုင်မှုကြိုးစားနေတာဖြစ်ပါတယ်။လွတ်တော်ရဲမှာလွတ်တော်အမတ်များများကပါဝင်ရက်ခံဆွေးနွေးမှုအားကောင်းလေမြန်မာရေးပေါ်အစိုးရကအာရုံစိုက်မှုပိုရလေဖြစ်တဲ့အတွက်ဆန္ဒကြပိုချင်းကပ်နိုင်မှုကြိုးစားနေကြတာဖြစ် ပါတယ် fundraising ကိစ္စနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဤပညာနဲ့အခုညီပြတဲ့ကိစ္စတွေပဲဖြစ်ဖြစ်တိုင်ရုံးလို့ပါလို့ရှိမှဆန္ဒပြတာလို့ပါလို့လှုပ်ရှားမှုတွေဆောင်ရွက်တာလို့ပါလို့ campaign တွေဆောင်ရွက်တာဒါတွေအားလုံးကိုလည်းပါဝင်ဆောင်ရွက်နေကြတဲ့သူတွေဖြစ်တဲ့တကြောင်ငွေဥဒေါ်လာရေးမှအမှန်တမ်းအရေးကြီးတဲ့အခက်အခဲရှိပါတယ်နောက်ထပ်အရေးကြီးတဲ့ net ပဲပေါ့နော်ဒီ advocacy ဆိုလို့ရှိရင်ဒီနိုင်ငံကပဲရှိတဲ့သူတွေကိုကျွန်တော်တို့အဓိကအားကိုးပြီးဆောင်ရွက်နေကြတော့ကျွန်တော်တို့ဒီနိုင်ငံကြီးဝန်ကြီးဌာနဆိုလို့ရှိရင်လည်းအရေးမြအပြင်လည်းအမှန်တမ်းအကန့်အသတ်တွေရှိတဲ့ခါကျတော့ဒီနိုင်ငံကမှရောက်နေတဲ့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းစုဖွဲ့တွေရဲ့ခေါင်းဆောင်တွေဒီလူတွေကိုပဲကျွန်တော်ကနေပြီးတော့မှအားပြု ူပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံကဆက်ဆံရေးဟိုနိုင်ငံညာရေးကိစ္စတွေဆောင်ရွက်ရတာပေါ့လေအမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့မြန်မာညွယ်ဘွားခန့်မှန်းကြီး၃သိန်းကျော်ရှိနေပြီးမြန်မာရေးမှာပါဝင်ဆောင်ရွက်မှုပိုအားကောင်းလာအောင်ပြည်သူချင်းချင်းစီရင်ရေးလုပ်ငန်းတွေလည်းဆောင်ရွက်ဖို့လိုအပ်နေတာပါအမေရိကန်ရောက်မြန်မာညွယ်ဘွားတွေဟာလူမျိုးစုအလိုက်ဘာသာရေးအလိုက်အစုအဖွဲ့တွေနဲ့ပြည်တွင်းအတွက်ရန်ပုံငွေရှာဖွေတာတက်နိုင်တဲ့နည်းလမ်းနဲ့ထောက်ပံ့တာတွေဇက်တိုက်ပြုလုပ်ခဲ့ပေမဲ့အမေရိကန်အစိုးရတွတ်တုံနဲ့နိုင်ငံရေးသမားတွေကိုချဉ်းကပ်ဆက်ဆံနိုင်ရေးလို့မှာတော့အားနည်းမှုတွေရှိခဲ့တယ်လို့လိလာသူတွေကမှတ်ချက်ပေးပါတယ် ကျွန်တော်သူတချမ်းသာပါမန္တလေးတိုင်းစင်ကူမြို့ပေါ်ကကြန့်ခိုင်ပါတီရုံးကိုဂျွန်လ29ရက်နေ့မှာစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ရုံးအဆောင်အုံတစ်ခုလုံးပျက်စီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စင်ကူမြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီကိုထောက်ခံတဲ့ပါတီရုံးကိုစစ်တပ်ကပုံပြန်ကျဲသွားတာဖြစ်ပြီးလူထိခိုက်မှုတော့မရှိဘူးလို့စင်ကူမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံကိုတန်မဏိက DVB ကိုပြောပါဗျ။ စစ်ကောင်စီတပ်ဟာစင်ကူးမြို့နယ်တွေကိုလေကြောင်းကနေဇက်တိုက်တိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေအနေနဲ့ဘုံခိုခြင်းတွေမဖြစ်မနေတူးထားကြဖို့နဲ့လေကြောင်းရန်ကာကွယ်ရေးအစီအမံတွေကိုကြိုတင်ပြုလုပ်ထားကြဖို့စစ်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတိုက်တွန်းထားပါတယ်။ဇွန်လ29ရက်ည7:00နာရီဝန်းကျင်ကလည်းစင်ကူးမြို့နယ်တွေကလက်ပံလာကြီးရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီးတယောက်သေဆုံးခဲ့တယ်လို့လူနေအိမ်၃လုံးလည်းထိခိုက်ပျက်စီးခဲ့ပါသေးတယ်ရှင်။ မြန်မာနိုင်ငံတဝမ်းအကျဉ်းထောင်တွေထဲမှာမန္တလေးဦးဘိုထောင်ကနိုင်ငံရေးအကျဉ်းသားတည်ဆုံမှုအများဆုံးဖြစ်နေတဲ့ထောင်ဖြစ်ပြီးဒီနှစ်6လတာအတွင်းနိုင်ကျဉ်းတည်ဆုံသူ56ယောက်အထိရှိလာနေပါပြီ။ဘာကြောင့်ဒီလိုဖြစ်နေရတာပါလဲ။ဦးဘိုထောင်ကအကျဉ်းသားတွေစံမာရီစောင့်ရှောက်မှုအပြည့်အဝရနေပါရဲ့လား။သူတို့တွေဘလို့ကြုံတွေ့နေရပါသလဲ။ဒီအကြောင်းကိုတော့ကေခိုင်ကပြောပြပေးပါပါရှင်။ မန္တလေးဥပုထောင်တွင်မှစေဝါစောက်ရှောက်မှုလုံလောက်စွာမရရှိတာပြင်ပစည်းရုံးတွေကိုစေကူတာခွင့်မရရှိတာတွေကြောင့်အခုနှစ်6လတာအတွင်းမှာနိုင်ငံရေးအကျဉ်းသား96ရောက်အထိတည်ဆုံခဲ့ရတယ်လို့မြမအကျဉ်းထောင်သက်တဲ့ MPW ကဇွန်လ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်အဘို့ထောင်မှာတာဝန်ရှိတဲ့ထောင်အာဏာပိုင်တွေနဲ့ထောင်တွင်းဆရာဝန်တွေရဲ့ပေါ်ရော်မှုတွေထောင်တွင်းစေဝါစောင့်ရှောက်မှုညံ့ပြင်းတာ ဆရာဝန်တွေအချိန်မီရောက်ရှိမှုမရှိတာထောင်ပြင်ပဆင်းရုံတွေကိုအချိန်နဲ့တပြင်းညီပို့ဆောင်မှုမရှိတာပြင်ပမိသားစုဝင်တွေပေးပို့တဲ့စေဝါတွေကိုကန့်သက်ပိတ်ပင်တာစီမံခန့်ခွဲမှုညံ့ပြင်းတာတွေကြောင့်အခုလိုနိုင်ကျင်းတွေတည်ဆုံခဲ့ရတာပါလို့ဆိုပါတယ်ဒါကြောင့်ဥပိုလ်ထောင်မှာနိုင်ငံရေးအကျဉ်းသားတွေဟာမတည်တည်မဲ့တည်ဆုံနေရတာဖြစ်ပြီးနိုင်ကျင်းအများဆုံးတည်ဆုံမှုဖြစ်နေတဲ့ထောက်ဖြစ်နေတာလို့မြမအကျဉ်းထောင်တက်တဲ့ MPW ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငင်ကပြောပါတယ် ီအကျဲထောင်တွေထဲမှာကမတရားဖန်ဆီးထိန်းသိမ်းခံထားရတဲ့အကျဉ်းသားတူဦးရှင်ဒီတိုင်းကအသက်ရှင်တဲ့ပိုင်ခွင့်ကိုတေချာပေါက်ရရှိရမှာဖြစ်တယ်။အသက်ရှင်တဲ့ပိုင်ခွင့်ရရှိဖို့အတွက်ဆိုရင်ဒီအကျဉ်းထောင်တွေထဲမှာကျမတို့ကျဉ်းသားတွေကအရေးပေါ်ဖျားနာရင်တောက်ဖို့စေဝါကူတာဖို့စေဝါအစုံနဲ့ရရှိရမယ်အခြေအနေတစ်ခုမှာပေါ့နော်။အကျဉ်းသားတွေကိုစေဝါလုံလောက်စွာမရရှိလို့မကူတာပေးနိုင်ကြလို့ ဒီဆရာဝန်အင်အားနှဲတာတွေကိုအကြောင်းပြပြီးတော့ပြင်ပစေးရုံကိုထုတ်ဖို့ဒီတန့်ကြာတာမျိုးတွေပေါ့နော်ဒါမျိုးတွေကတစ်ဖက်လေးကနေပြီးတော့ဒီနိုင်ငံရေးအကျဉ်းသားတွေကိုတေဆုံးအောင်ယောဂါတွေမဖြစ်ဖြစ်အောင်တက်ဖြတ်ရတဲ့ကိစ္စတခုလို့တော့မြင်ပါတယ်ကျမတို့ဖွယ်အစည်းအဝေးနေ ဇိုလာ29ရက်နေ့ကလေဥပိုထောင်တွင်အကျဉ်းချနေတဲ့အသက်69နှစ်အရွယ်မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌနိုင်ငံရေးအကျဉ်းသားဦးအောင်ကျော်ဦးဟာရုတ်တရက်နှလုံးအမောဖောက်ပြီးတော့တေဆုံးခရရဖြစ်စဉ်တွေလေးရှိနေပါတယ်။အလားတူပဲမေလ9ရက်နေ့ကလေနိုင်ငံရေးအကျဉ်းသူ CDM တောင်းဆရာမဒေါ်မြင့်မြင့်တန်းဟာ TV ရောဂါခံစားနေရလို့ပြင်ပဆေးရုံမှာဆေးဝါးကုသခွင့်တောင်းခံခဲ့ပေမဲ့အချိန်မီဆေးဝါးကုသခွင့်မပေးတာကြောင့်တေဆုံးတော့ခေရပါတယ်။အခုလိုနိုင်ငံရေးအကျဉ်းသားတွေတေဆုံး မှုနဲ့ပတ်သက်ပြီးဆေးရုံအုပ်ဥမိုးဟိန်ဒေါက်တာ တက်ထွန်းဦးဒေါက်တာနေလင်းအောင်နဲ့ထောင်အာရာဘိုက်တွေဖြစ်တဲ့တိန်းစော်မောင်နဲ့ဆန်းလွင်တို့ကနိုင်ဂျင်းတွေရဲ့တည်ဆုံမှုဖြစ်စဉ်တစ်ခုချင်းစီမှာအဓိကတာဝန်ယူရမယ့်သူတွေဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာရှင်းသားထားပါတယ်။အိုးဘုတ်ထောင်ကအာနာဘိုက်တွေဟာနိုင်ငံရဲ့အကျဉ်းသားတွေကိုစေဝါဆောက်ရှောက်ခွင့်လုံလုံလောက်လောက်မပေးတာစေဝါပို့ဖို့ကန့်သက်ချက်တွေပြင်းပြင်းထန်ထန်ချထားတာဟာအခုမှမဟုတ်ပါဘူး။ တကြောပြန်စစ်တဲ့အာနာသိမ့်ပြီးကြတဲ့အာနာပိုင်တွေဟာအကျဉ်းသားတွေအပေါ်ကျဲမရဲ့စောက်ချောင်းခွင့်အဖြစ်သဘောပဲပေးနေတာပါလို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါတယ်မဝနမေလွေကတော့2020ခုနှစ်စစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ဆဲတာပြခဲ့တဲ့အတွက်စစ်တပ်ကဖမ်းဆီးခံခဲ့ရပြီး ဥပိုထောင်မှာ၃နှစ်လောက် အကျဉ်းချခံခဲ့ရသူပါအသက်20ဝန်းကျင်ပဲရှိသေးတဲ့သူဟာအာနာပါတွေရဲ့နှိပ်စက်တာအပောင်းဝင်ထောင်တွင်ကျဲမာရေးဆောင်ရှောက်မှုမလုံလောက်တဲ့အတွက်အာယုံကျော်ယောဂကိုအပြန်ထန်ရရှိခဲ့သူတယောက်လည်းဖြစ်ပါတယ်ဥပိုထောင်ထဲမှာအကျဉ်းသားတွေကိုပေးတဲ့ကျဲမာရေးဆောင်ရှောက်မှုနဲ့ပတ်သက်ပြီးမောက်ဝော်ကတော့သူ့အတွေ့အကြုံကိုပြောပြပါတယ် ေဘာဆောင်ရှားမှုမရတဲ့အပြင်ကိုလူတက်နေတယ်လို့ပဲပေါ့နော်။အာဘာလို့လဲဆိုတော့ဒီနှလုံး heart rate မြန်တဲ့220အထိမြန်သွားတဲ့အမတယောက်ရှိ။အာသူ့ကိုဆိုရင်ဗာပေးလဲဆိုတော့ဒိုက်ဂလိုလာပေးတယ်ပေါ့နော်။ဒိုက်ဂလိုဆိုတာလေးဗနာစီအကိုက်ခဲပြောက်စီအနေနဲ့ပဲလူတိုင်းသိထားကြတာ။ဒါပေမဲ့နှလုံး heart rate မြန်တဲ့လူယူအာနှလုံးဆင်တောင်ခိုင်းနေပေါ့နော်။အဲ့လိုမျိုးရှိရဲ။ပြီးတော့ဥပ္ပထောင်ထဲမှာကျတော့သူကဗာပဲဖြစ်နေဖြစ်နေပါရာစီတမောနဲ့ဒိုက်ဂလိုကလွယ်လို့ဗာစီမှမရဘူးပေါ့နော်။ ဒါအပြင်မက်လာ28ရက်နေ့ကလုတ်ခတ်တော့တဲ့အင်အားပြင်းစကိုင်းကလေးကြောင့်အကျဉ်းထောက်တွေပြက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပြီးအဲ့ဒီတည်းကမန္တလေးမြို့ကဥဘို့အကျဉ်းထောက်ဟာထိခိုက်ဒေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဥဘို့ထောက်ထဲမှာကျက်ရှိနေတဲ့အကျဉ်းသားတွေကိုအကူအညီပေးနေတဲ့မဝော်ကတော့စကိုင်းကလေးကြီးကြောင့်အကျဉ်းသားယာနဲ့ချီထိခိုက်ဒဏ်ရာရရှိမှုတွေရှိနေပေမဲ့ ဆေးဝါးဆောက်ရှောက်မှုမပေးလို့မတည်တဲ့မဲ့တည်ဆုံရသူတွေလည်းရှိနေတယ်လို့မလိုလားအပဲကိုလက်အင်ကဖြတ်တောက်ရမှုတွေလည်းရှိနေတယ်လို့ပြောပါတယ်ဒီကကုသမှုအလုံးလာမပေးနိုင်ဘူးမပေးနိုင်တဲ့ပြင်အပြင်စေးရုံဖက်ခွင့်တောင်းတဲ့အချိန်မှာလည်းမန်လေးစေးရုံကြီးမှာအမီဒီယာတွေရှိတယ်အာဒီရက်ဖက်ဖွဲ့စည်းတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်ထောင်ရင်းကလူတွေကိုစေဝါကုသခွင့်အပြင်ဘက်ကိုထွက်ခွင့်မပေးဘူးပေါ့နော်မပေးတဲ့အတွက်ဒီ အပတ်ကြီးတဲ့ကလေးဆုံးရှုံးရတယ်။မိရင်တပါဆုံးရှုံးတယ်။အငလင်းကြောက်လန့်ပြီးတော့တထဲကပိုက်ထဲကကလေးရသေးသွားတယ်။အနောက်ပိုင်းမရတဲ့အဆုံးမအေးတိမ်ထုတ်လိုက်ရတယ်။မအေးပါသေးသွားတယ်ပေါ့နော်။အဲ့ဒါတွေကဒီအပြင်ဆေးရုံကတို့အချိန်ကြီးပေးထွက်ခဲ့ရင်ဒီလိုမျိုးတွေဖြစ်မှာမဟုတ်ဘူးပေါ့နော်။ တော်လရင်ကလာကြာလာတာနဲ့အတူထောင်တွင်ဆေးဝါးစောင့်ရှောက်မှုမလုံလောက်လို့တည်ဆုံမှုတွေကတစတစများလာတာကြောင့်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အကျဉ်းထောင်တွင်မှရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုပြန်လို့ပေးဖို့တောင်းဆိုမှုတွေလည်းရှိနေပါသေးတယ်။အခုလိုထောင်တွင်နိုင်ငံရေးအကျဉ်းသားတွေညှဉ်းပန်းနှိပ်စက်ခံရပြီးတည်ဆုံတဲ့ဖြစ်ရပ်တွေနဲ့အတူလုံလောက်တဲ့စေကူတာခွင့်မရလို့တည်ဆုံရတဲ့အခြေအနေတွေဟာဆေးအာဏာသိမ်းကာလတလျှောက်ရက်မတော်ပဲဆက်ဖြစ်နေသေးပါ။ 2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဇွန်လ28ရက်နေ့အထိနိုင်ငံတော်မှာစစ်တပ်ကဖမ်းဆီးပြီးနောက်တေဆုံးသူအမျိုးသမီး16ယောက်နဲ့အမျိုးသား18ယောက်စုစုပေါင်း105ယောက်တေဆုံးခဲ့ပြီးအဲ့ဒီထဲမှာအသက်18နှစ်ယောက်ကလေးငယ်9ယောက်ပါဝင်တယ်လို့နိုင်ငံရဲ့အကြံသားများကူညီစောင့်ရှောက်ရဲ့အသင်း AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကျွန်မကခေခိုင်ပါ။ ခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အစ္စရေးနဲ့အမေရိကန်တို့ကိုအီရန်နိုင်ငံကိုကျူးကျော်သူတွေအဖြစ်ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ကသတ်မှတ်ပေးဖို့အီရန်နိုင်ငံခြားရေးဝန်ကြီးဆေးရ်အာဘတ်အာရချီကတောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်နဲ့ UNSC ဥက္ကဋ္ဌကာရိုလင်းရိုဒရီဂက်စ်ပီယာကတ်တိုစီပေးတဲ့စာထဲမှာနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းရမှာတာဝန်ကိုကျေပွန်ကြဖို့ RH ကတိုက်တွန်းခဲ့တယ်လို့ IRNA သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဣစရေကလူနေအိမ်အဆောက်အုံတွေအရက်သားတွေနဲ့အရက်ဖက်အခြေခံအဆောက်အုံတွေကိုတမင်ပြစ်မှတ်ထားတယ်လို့သူကဆွဆွဲထားပါတယ်။ တိုက်ခိုက်မှုတွေက ကုလသမဂ္ဂဘရိန်ညင်ကိုထင်ထင်ရှားရှားချိုးဖောက်ပြီးနိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်မှုအဖြစ်လဲဖော်ပြခဲ့ပါတယ်။နိုင်ငံတကာအမှုမြွှန်းရင်အေဂျင်စီ IAEA ကအကာအကွယ်ပေးထားတဲ့ကုလသမဂ္ဂဘရိန်ညင်စာတမ်းနျူကလ িয়ার လက်နက်တွေမပြန့်ပွားရေးသဘောတူစာချုပ်အပြင် IAEA ရဲ့ပြဋ္ဌာန်းချက်တွေနဲ့ဆုံးဖြတ်ချက်တွေကိုပြင်းပြင်းထန်ထန်ချိုးဖောက်ရင်းအစ္စရေးနဲ့အမေရိကန်တို့ကပြစ်မှတ်ထားခဲ့တယ်လို့လည်း RCH ကပြောခဲ့ပါတယ်ရှင်။ ခုဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ Sporting တိုက်စစ်မှု Beta Regress ဟာအသင်းပြောင်းရွှေ့ခွင့်အတွက် Sporting အသင်းနဲ့ပြန်မပူးပေါင်းဖို့ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။ပေါ်တူဂီမီဒီယာရက်ကော့ရဲ့ဖော်ပြချက်အရ Regress ဟာပြောင်းရွှေ့ကြေးအများကြီးလိုချင်နေတဲ့အသင်းဥက္ကဋ္ဌအပေါ်စိတ်ဆိုးဒေါသထွက်နေပြီးအသင်းရဲ့ယာတီကျိုးလေးချင်းမှုတွေမှာမပူအောင်တော့ဖို့ဆုံးဖြတ်ခဲ့တာလို့သိရပါဗျ စပိုရင်ဥက္ကရာဘိုင်ရန်ဒက်စ်ဟာရူဂရက်စ်အတွက်ပေါင်တန်း80လောက်နဲ့ရောင်းချမှာမဟုတ်ဘူးလို့အတိအလင်းပြောဆိုထားတဲ့အပေါ်ရူဂရက်စ်ကမကြင်မနက်ဖြစ်ခဲ့တာပါရူဂရက်စ်ကိုခေါ်ယူဖို့အာဆင်နယ်ကနံပါတ်1ပြေးနေပေမဲ့စပိုရင်ဘက်ကပြောင်းရွှေ့ခြင်းမြင့်တင်လိုက်လို့ခေါ်ယူဖို့နောက်ဆုတ်သွားတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်ရှင်ဒီဗီယုံမြင့်တန်ကြားရဲ့ နေ့လယ်2နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးခဲ့တာပါညနေ4နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတော့တင်ဆက်ပေးအောင်ပါကျမတို့ဖူအီအီနွယ်ပါကြီးစုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်